1885ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာပြည်ရှာစစ်သားတွေကမန္တလေးမြို့ထဲကိုဝင်ရောက်ခဲ့ပြီးတော့မြန်နန်းဆန်ကျော်နန်းတော်ကိုဝိုင်းထားခဲ့တယ်။ဒီနန်းတော်ကကုန်းမမင်းဆက်ဘရင်ကြီးရဲ့ဆံမြန်းရအိမ်ဖြစ်ခဲ့တာပါ။ဒီဘောမင်းကလည်းသူ့ရဲ့အာဏာဆက်အဆုံးသတ်သွားပြီဆိုတာကိုသိခဲ့ပြီးမယ်လို့သူ့ရဲ့နန်းဝေယုံနဲ့နန်းတော်ထဲမှာပဲငြိမ်သက်စွာနေနေခဲ့ပါတယ်။ဒီတပ်ပုံကိုကြည့်လိုက်ပါ။1885ခုနှစ်နိုဝင်ဘာလ28ရက်နေ့တတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမှာပြည်ရှာစစ်တပ်ကမန္တလေးမြို့ကိုဝင်ရောက်လာတာကိုတွေ့နေပါတယ်။ပြည်ရှာအရာရှိတွေကနန်းတော်ထဲကိုခြေတက်လာခဲ့ပြီးတော့ ဒီဘောပြင်ကိုလက်နက်ကြအညံ့ခံမှုအမိတ်ပေးခဲ့ပါတယ်။တချိန်တည်းမှာပဲမြန်မာနိုင်ငံကနေအများဆုံးဆုံးခွာမှုကိုလည်းညွှန်ကြားခဲ့ပါတယ်။လူစုလူဝေးလည်းမလုခိုင်းသလိုဂုံတိခါပိုင်းညှို့နှွမ်းစေခဲ့ပါတယ်။တော်ဝင်မိသားစုကိုရိုးတနန်းနွားလေးနဲ့ပဲတင်ဆောင်သွားခဲ့ပါတယ်။ဒီလိုနီးနဲ့ဘရင်နဲ့မိဖုရားကိုနန်းတော်ထဲကနေမောက်ထုတ်ခဲ့ပြီးတော့ခီးစီတချောင်းမှာပြည်ရှာစစ်သားတွေကစောင့်ကြည့်နေခဲ့ပါတယ်။ထောင်ပေါင်းများစွာသောဗမာလူမျိုးတွေကလမ်းမီဝေးရမှာညင်သက်စွာရက်ကြည့်နေုံအပြင်မတက်နိုင်ခဲ့ပါဘူး။တချို့ကငိုကြွေးနေကြသလိုတချို့ကလည်းဒူးထောက်အယူသိပေးနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ရွှေခေတ်ကဒီလိုနီးနဲ့အဆုံးသတ်ခဲ့တာပါဗြိတိရှားတို့ကတီဘောမင်းနဲ့သူ့ရဲ့မိသားစုကိုအိန္ဒိယနိုင်ငံအနောက်ပိုင်းကအထီးချမ်းမှုကောင်းတဲ့ပင်လယ်မြို့လေးတစ်မြို့ဖြစ်တဲ့ရှရနာဂီရီကိုနေနေနဲ့ပြီးခဲ့တယ်တီဘောမင်းကသူ့ရဲ့မွေးရမီကိုဒါနောက်ဆုံးတွေ့ခဲ့ရခြင်းပါသူကမွေးရမီရဲ့အဝေးတနေရာ1936ခုနှစ်မှာကံတော်ကုန်ခဲ့ပါတယ်ဒါကြောင့်စစ်ပွဲသုံးခုအပြီးမှာဗြိတိရှားတို့ကမြန်မာနိုင်ငံရဲ့ဒေသအားလုံးကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်ဇန်နဝါရီလ1986ခုနှစ်မှာမြန်မာနိုင်ငံကိုဗြိတိရှားအိန္ဒိယရဲ့နေမြေအစိပ်ပိုင်းတစ်ခုအဖြစ်ကြီးညာခဲ့တယ် မန္တလေးမြို့မှာ1886ခုနှစ်ဇန်နဝါရီလ4ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ကြီးညာစာတမ်းကိုအင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ထုတ်ပြန်ခဲ့ပါတယ်။ဒီကြီးညာစာတမ်းမှာဗြိတိရှအင်ပါယာကမြန်မာနိုင်ငံကိုသိမ်းပိုက်ချောင်ဖော်ပြထားခဲ့ပါတယ်။မြန်မာနန်းတော်ကိုဗြိတိရှအရာရှိတွေနဲ့အစားထိုးခဲ့တယ်လို့မြန်မာဆိုရအကြီးအကဲတွေကလည်းယာဒုကနေရက်ဆဲခဲ့ပါတယ်။အင်္ဂလိပ်ဘာသာစကားကအဆိုရတရားဝင်ဘာသာဖြစ်လာခဲ့တယ်။ပမိုင်းတရှပထမဆုံးအချိန်မြန်မာနိုင်ငံမှာဘီရင်မဲ့သွားခဲ့ပါတယ်။မန္တလေးနန်းတော်ကြီးကလည်းဗြိတိရှဆက်စကန်တခုအဖြစ်ပြောင်းလဲခဲ့ရပါတယ်။ ဒီကာလကနေစလို့နိုင်ငံကိုနိုင်ငံခြားသားတွေကအုပ်ချုပ်လာခဲ့တာပါဗြိတိရှားတို့ကဆက်သားတွေကသာမကထုံနှန်းဆင်လာတွေနဲ့အုပ်ချုပ်ရေးစနစ်အစ်စ်ကိုပါယူဆောင်လာခဲ့ကြတယ်သူတို့ကအုပ်ဆုံးမှုစနစ်အစ်စ်အုပ်ချုပ်ရေးနိလန်အစ်စ်တွေနဲ့ထင်းချုံမှုအစ်စ်တွေကိုစတင်မိတ်ဆက်ခဲ့တယ်ဒီပြောင်းလဲမှုတွေကအလင်းအမြန်နဲ့နဲ့ချင်းချင်းနာကျင်စရာတွေဖြစ်ခဲ့ပါတယ်ဒီလိုသိမ်းပိုက်ခဲ့ပြီးဗြိတိရှားတို့ပထမဦးဆုံးလုပ်ခဲ့တာကမြန်မာနိုင်ငံဆိုတဲ့အယူအဆကိုအမြင့်ပြက်ဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်မြန်မာနိုင်ငံကဗြိတိရှားအိန္ဒိယရဲ့ပြည်နယ်တစ်ခုဖြစ်လာခဲ့တာပါ နိုင်ငံမိတ်တွေကိုအစ်တစ်ပြန်ရေးဆွဲခဲ့သလိုနိုင်ငံမျိုးတော်ကလည်းမန္တလေးမဟုတ်တော့ဘဲနဲ့ဗြိတိရှားတို့ရဲ့ဓာတ်ရဲအုပ်ချုပ်မှုအောက်ကရန်ကုန်မြို့ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့မြန်မာလူမျိုးတို့ကအညံ့မခံခဲ့ပါဘူး။ဒီအစိတ်တက်ကတိတ်ဆိတ်စွာပုံအောင်နေခဲ့ပြီးတော့မှတည်တော်တဲ့အချိန်ကိုစောင့်မျှော်နေခဲ့ပါတယ်။မြန်မာလက်နက်ကန်ခုခံတော်လှန်ရေးတွေကနှင်းနှဲငယ်ကြဆက်လက်ပြပွားခဲ့ပြီးတော့မှဗြိတိရှားစစ်ဘုရုပ်တွေကတရားရုံးချုပ်တွေကိုအတင်းကျပ်ခိုင်းစေပြီးအလုံးလုံးအောင်ညွှန်ကြားခဲ့ရပါတယ်။စစ်ပွဲကရဲတပ်ဘက်နှဲငယ်အတွင်းမှာပဲပြီးဆုံးသွားခဲ့ပြီမယ်လို့မြန်မာနိုင်ငံမြောက်ပိုင်းမှာ1890ပြည့်နှစ်အထိ ကိုလိုနီဒေါ်လာရေးတွေကဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ဗြိတိရှားတို့ကလွတ်လပ်ရေးလှှမ်းမှုတွေကိုနှိမ်နှင်းမှုခြေရွာတွေကိုစနစ်တကျဖျက်ဆီးခဲ့တယ်လို့အုတ်ချွေးအရာရှိအသည့်တွေကလည်း